ဗျာခေးရန်တရားပြဆရာက ပြောပါတယ်ဗျာတဲ့ယေရှုဖျားသခင်ကလူသားအလုံးကိုဖန်ဆင်းတယ်တဲ့ဗျာဖန်ဆင်းတဲ့တဘာဝရှိမှာဂေါရမကလာကျင့်လာတယ်ဗျာတဲ့အမှန်နော်ဂေါရမကဖျားသခင်ရဲ့တားတော်ဖြစ်တယ်တဲ့ဖြည့်ရှင်းပေးပါအောင်ဗျာတဲ့ဩလုံးပြန်ပြီနော်ဘုန်းတော်ကောဓမမြတ်စွာဘုရားလည်းအကောလုံးကမွေးစားကြင်ကြတယ်မွေးစားမွေးစားမိပါရဲ့အတော်ပေါ်တာပဲเนาะ ဟိုဟိန္ဒူကလည်းပြောတယ်ဟိန္ဒူကလည်းဘုန်းကြီးတော်ဂေါရမမြတ်စွာဘုရားကိုနဝမမြတ်အဝတာရเนาะတို့ရဲ့တို့ရဲ့ဘုရားရှင်နတ်ဘုရားကောင်းကင်ရာနတ်ဘုရားကဒါကိုးပါးမြောက်မွေးစားခြင်းကိုးပါးမြောက်ဝင်စားခြင်းလူဝင်စားပြီးတော့အများကောင်းဆုံးဆောင်ရွက်တယ်เนาะဂေါရမမြတ်စွာဘုရားကိုကိုးပါးမြောက်နဝမမြတ်အဝတာရလူပြန်ဝင်စားပြီးတော့ကဲတင်တဲ့ကိုညီတဲ့သူဆိုပြီးဟိန္ဒူကလည်းဗုဒ္ဓအောင်ဝေးစားခြင်းနဲ့နာမည်ကြီးတဲ့သူတွေကြောက်လေနော် ဟိုတော့ဂေါ်ရမြတ်စွာဘုရားနာမည်ကြီးရောဟိုကအမျိုးတော်ကျင်ဒီကအမျိုးတော်ကျင်အမျိုးလာဆက်တာများတယ်အခုလေအခုကတော့အခုမှကြာဘူးဒါတော့ရှင်တော်ဘောလဲဘာသာရေးဘာသာရေးအစွမ်းရောက်နေဘုန်းကြီးတော်မဟုတ်တဲ့ကြောက်ဘုန်းကြီးတော်လို့တမျိုးမြင်တော့မှာပဲကဲထားတော့မတတ်နိုင်ဘူးဖြေရပါပေါ့နော်အဲ့ဒါလေဆော့ဆော့ကဘောဘောပြောတဲ့တရားနဲ့ပြန်ဆက်ဆက်တွေ့ကြည့်လေတော့ကရောဖန်ဆင်းနေဆိုတာအဲ့ခေယံဘာသာဝင်နေတခြားဘာသာကြမပြောနဲ့ခေယံအဲ့ယေရှုဖရာတို့အဲ့သာဝရဖရာကခေယံဘာသာ ုံကိုတွေကလောကကြီးဖန်ဆင်းနေဆိုတော့သူတို့ဘာသာဝင်တွေအားလုံးအောင်ယုံကြည်လက်ခံရလားဘာတက်တည်ပြနေတဘာဝရှိတယ်လားဆိုတာတဘာဝကြရလားခေယံဓမ္မဆရာတွေခေယံဘာသာဝင်တွေကိုလည်းသိပ္ပပညာရှင်တွေဖြစ်လာတယ်ဒီအထုသဖြင့်အာဂါဒအရင်ဒီနော်တကယ်နိုင်ငံတကာတကယ်ဒါဖို့ကဘာပတ်နောက်ဆုံးတခြားစကြာဝဠာတွေဒီလှဲ့လေပြီးကြည့်တဲ့အခါမှာလောကကြီးကဒီကဘာမြေကြီးကဘယ်ရနေစဖြစ်တာလဲ တမန်ကျမ်းစာမှာပြောတဲ့ဟောပြောချက်ကြီးအလွဲတွေဆိုတာသူတို့ကိုယ်လည်းသိတာနော်နေကြီးဘယ်သူဖန်ဆင်းတာလဲဘယ်သူမှဖန်ဆင်းတာမဟုတ်နော်တို့တန်းငွေတွေစုပေါင်းဖြစ်တည်လားဂျိုးတွေဂျိုးတိန်ဂျိုးမွားတွေဒီကဘာဂျိုးကြီးဆိုတာကလည်းလောကရဲ့အကြောင်းအကျိုးဆက်နွယ်မှုတွေကြောင့်နော်ဒီလိုတန်းငွေတွေဒီအတန်တွေစုပေါင်းပြီးတော့ကဘာမြေကြီးဖြစ်ပေါ်လာတယ်ရေစီတောတွေတောင်တွေဖြစ်ပေါ်လာတယ်အင်္ဂါဂျိုးတောက်ကြဂျိုးဒါတွေလည်းအတိတ်တိုင်းပဲနေရစာလရစာဘာကြောင့်ဖြစ်ပေါ်လာလဲဒီဥက္ကာခဲတွေ เนาะသူတို့တိလာတိလာတဲ့ခါကျတော့เนาะဒီတမန်ကျမ်းစာထဲမှာကဘာမြေကြီးဖန်ဆင်းတယ်ပါအဲ့ဒါအင်္ဂါဂျိုရောသူတို့ယေရှုဖန်ဆင်းတာလားဒါပေမဲ့ယေဟောဝါဖန်ဆင်းတာလားနေရောဘုရားဖန်ဆင်းတာရောတခြားဘုရားငကံဝိတန်ဘုရားဂလက်ဆီမှာဒီဒါ universe ထဲမှာအများကြီးပဲလေအဲ့ဒါကြီးရောအကုန်ဖန်ဆင်းတာလားအဲ့ဒါတမန်ကျမ်းစာမှာလုံးဝမပါအဲ့တော့ကြည်ကြရပြီဒီကဘာမြေဖြန့်စင်းတဲ့ဆိုတာယုတ်တိတန်တလားမတန်တလားကွက်ကိုတွေးဖို့ ဒါဘာသာကြိုက်ရတော့မျိုးစုံပြောမှာပဲအဲ့ဒီ view site မနေနဲ့ဒါပေမဲ့မဟုတ်မဟုတ်တဲ့ကြောင့်တော့ဖြေရှင်းရအောင်အဲ့ဒီအတွက်လည်းဘုံဘုံအမိုးကံပြီးပြောပြတယ်နော်ဘုန်းတော်ဂေါတမမြတ်စွာဘုရားရဲ့အဖေကဘယင်တုတ်တော်ဒနာဖြစ်တယ်အမေကမေရောမာယာဖြစ်တယ်ဒါလူလူပြောတာဖတ်ကြည့်မိတော့လည်းမေရောနော်လူသားတွေကိုဘုရားမဖန်ဆင်းတော့မဟုတ်လူတို့ပြုထားတဲ့ကံတရားအတိုင်းပဲတွားနေတာဒီလောကကြီးကိုဖန်ဆင်းရဆိုဘာကြောင့်ငရေပြည်ဖန်ဆင်းတာလဲဘာကြောင့်ဒုက္ခိတတွေဖန်ဆင်းတာလဲဘာကြောင့်စစ်ပွဲတွေဖန်ဆင်းတာဘာကြောင့်လူဆိုးတကိုးတွေ ဖန်ဆင်းရတာလေအဲ့ထာဝရဘုရားကကိုဖန်ဆင်းထားတဲ့အရာဘာလို့ကိုကမနိုင်ရတာလဲဘာလို့မထိန်းနိုင်ရတာလဲဘာလို့အဲ့ကောင်းတာတွေပဲဖန်ဆင်းပါလားဆင်းရဲတာတွေဘာလို့ဖန်ဆင်းတာချမ်းသာတဲ့သူတွေပြည့်ပြည့်စုံတဲ့သူတွေအနာရောဂါတွေကိုဗစ်တွေစစ်ပွဲတွေပြောရအများကြီးကဘာကပ်ပေးတွေဘာကြောင့်မိတောင်တွေဖန်ဆင်းရတာလဲသူတို့ဘုရားဖန်ဆင်းနေဆိုရင်ဘယ်ဘုရားဖန်ဆင်းတာလဲဘာလို့အစိုးရဖန်ဆင်းရတာလဲလောကကြီး ဒီ RNA အေးဝတွေပန်းသီးတွေလုံမနေနဲ့ဒါရုပ်သိရှိတယ်လားတဘာဝကြရလဲဘယ်နှခုနှစ်ကလဲနော်ဒီပန်းသီးတွေစားကောင်းလားမစားကောင်းလားအဲ့ဒါဆိုအဲ့ပန်းသီးပါအစကြီးကမဖန်ဆင်းတဲ့ပုံဖန်ဆင်းမှတော့တခါလေးပြီးပြည့်စုံအောင်ဖန်ဆင်းပါလားအများကြီးပဲပြောစရာရုပ်သိရှိတယ်လားနော်လူတွေပေါ်မှာမေတ္တာထားတယ်ဆိုရင်သူဖန်ဆင်းတဲ့သူတွေအကုန်လုံးကသူ့ကိုကြည်ညိုရမှာပေါ့ ဟုတ်တယ်ဘုအကုတ်တကဘာပေါ်မှာဘာသာတွေအများကြီးလူမျိုးပေါင်းစုံကအရေးရှိကိုကြီးညိုရဲ့လားတခြားဘယ်သူဖန်ဆင်းတဲ့သူအကုန်လုံးကြီးညိုတာမှမဟုတ်ဘူးသူဖန်ဆင်းရင်သူ့စကားနားထောင်မှာလေသူဖန်ဆင်းပြီးသူ့စကားနားမလို့ဆိုတဘာဝမကြဘူးပြောရင်အများကြီးပဲရုပ်တိမရှိဘူးဘာလို့ဒုက္ခတွေဖန်ဆင်းရတာလဲနော်ပြောရင်အဲ့လိုပေါ့ဒီကဘာပေါ်မှာတော့မှရေရရမသိတာနောက်မှမွေးပြီးမိဦးနာမည်မှတ်ချင်တာယေရှုခရစ်တော်ကဘယ်နှခုနှစ်မွေးတာ ုန်းတို့ဂေါရမမြတ်စွာဘုရားတဲ့နှစ်ပေါင်းများစွာနော်နှစ်600အများကြီးกว่าချဒီလိုမျိုးတွေกว่าချတဲ့သူတွေကသူတို့ကဖန်ဆင်းနေဆိုတော့အဲရတော့ယုံကြင်လဲယုံကြပေါ့နော်အယူတွေပဲယုံလေးဒါတွေပြောရင်လည်းမကောင်းနော်မျက်ရည်ချူဗီဇက်နာပြီးတော့အောက်လုံးနေနဲ့သူတို့ကသူတို့ရိုးအယမ်းမြင့်ပြီးတော့နော်တကယ်တော့အယူွက်နင်းပြီးတော့သာသနာပြုတဲ့နေစနစ်တွေပါပဲ နော်လောကကြီးဘယ်သူမှမဖန်ဆင်းလောကနော်လူတွေလူသားတွေပြုတဲ့ကံတရားတိုင်းလောကအတော်နေရတာပါ မိစ္ဆာဒိဋ္ဌိအယူတွေအမတန်ကြောက်စရာကောင်းတယ်ပေါ့ပေါ့တို့အယံကံကောင်းတယ်ဆိုတာအဲ့ဒါပဲဒီလွဲမားတဲ့အယူတွေကိုယုတ်တိမရှိတဲ့တဘာဝမကြတဲ့အယူတွေကိုလက်မခံမိဖဲနဲ့မှန်ကန်တဲ့ဓမ္မကိုပဲလက်ခံမိတာအယံကံကောင်းတာပဲဒီနိုင်ငံရောက်လာတဲ့ကောင်ဒီမှာချမ်းသာကြွားတဲ့သူတွေမြင်နေတရားတော်နဲ့ကောင်းတာတွေလည်းရှိအစိုးရတွေလည်းအများကြီးပဲ တို့တွေအချိန်နေဖြုံးပြီးတော့နော်နေကြတယ်အာတေးကောင်းကြပုံရောက်မှာပဲဆိုပြီးနေတယ်တေးပြီးတေးရဲဖြစ်နေတာအများကြီးပဲဘောဘောဘယ်ရောက်ရောက်ဒီမှာဒီနိုင်ငံမြန်မာပြည်လက်တရဲတွေပေါ်ပါဘယ်နေရာတိုင်းရှိပါတယ်ပိတ်တာဒီနိုင်ငံမှာပို့များတယ်ဗျာအာလူတွေမကြွမလွတ်တာအများကြီးပဲဘယ်ရကောင်းကြပုံဘာကောင်းကြပုံမှမရောက်အစွဲတွေနဲ့တွေ့တော့နော်လောဘနဲ့တွေ့ပိတ်တာဖြစ်မှာဒီတဘာဝကြီးကို ဘသူမှဖန်ဆင်းတာမဟုတ်လူသားတွေရဲ့ကံတရားဖန်ဆင်းတာထာဝရဘုရားဖန်ဆင်းတယ်ဆိုတာကတော့သူတို့ယုတ်တိမတန်တဲ့အပြောတွေပဲနော်တိဗ္ဗေပညာရှင်တွေလို့ဓာတ်စင်တွေကိုလေ့လာတဲ့ကဓာတ်တွေကိုလေ့လာတဲ့ကအတန်တွေလေ့လာတဲ့ကဒါလောကကြီးဘီယာဘယ်လိုစဖြစ်လာလဲဆိုတာသူတို့သိတာပဲဘေးရာမှာယေရှုမှာဖန်ဆင်းတာမှာအားကြောင့်မလို့တချို့တော်တော်များများဗာဒာမဲတွေဖြစ်ကုန်တဲ့ယုတ်တိမတန်တဲ့အဲဒီဟောပြောချက်တွေอ่ะနော်